ားသက်မြင့်တက်တာကအမျိုးအစားနဲ့စီဂျိုယောဂခံစားရတဲ့သူမရောအမျိုးအစားနဲ့စီဂျိုယောဂခံစားရတဲ့သူတွေနဲ့ကိုယ်ပိုင်ဆောင်စီဂျိုခံစားရတဲ့သူတွေမှာပါခံစားနိုင်ပါတယ်။အဲ့ဒါအပြင်တစ်ခါတလေမှာစီဂျိုယောဂမရှိတဲ့သူတွေမှာလည်းသူတွေတခြားသက်မြင့်တက်တာကိုခံစားနိုင်ပါတယ်။သူတွေတခြားသက်မြင့်တက်တာကနောက်ဆက်တဲ့ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ကြိုတင်သတိထားလို့ရအောင်လို့ပေါ့နော်။စီဂျိုရှိတဲ့သူတွေမှာသူတွေတခြားသက်မြင့်တက်နေပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေကိုခံစားနိုင်လဲဆိုတော့ပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာ channel လေး းကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနာနေဒီပဲလို့လည်းနှိပ်စေပါအောင်ရှင်။တရင်တကြတဲ့မြင့်တက်တာကအမြဲတမ်းလိုလိုဖြစ်နေမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်မှာရှိတဲ့မျက်လုံးတွေအာယုံကြောတွေကြောက်ကတ်နဲ့သွေးကြောတွေမှာထိခိုက်တာဖြစ်လာနိုင်ပါတယ်။ဒီတော့တရင်တကြတဲ့မြင့်တက်နေပြီဆိုရင်ဘယ်လိုလက္ခဏာတွေခံစားရလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်။ပထမဆုံးတစ်ခုကတော့အရင်အရန်ငတ်တာပဲဖြစ်ပါတယ် ရာသီဥတုပုံနေတာမျိုးလည်းမဟုတ်ဘူးလေ့ကျင့်ကပြပြထန်ထန်လုပ်ထားတာမျိုးလည်းမရှိပဲနဲ့ရေကအရာဝင်ကနေတာပြီးတော့ရေငတ်တဲ့နေရာမှာလည်းရိုးရိုးရေတွေမဟုတ်ပဲနဲ့ရေခဲအေးအေးလေးကိုမှတောက်ရှင်နေရမျိုးဖြစ်တတ်ပါတယ်ဒီလိုလက္ခဏာတွေခံစားနေရတဲ့ဆိုရင်တော့သရေလကြားတဲ့အမြင့်တက်နေတာဖြစ်နိုင်ပါတယ်ရှင်အနောက်ခြားကတော့ဂရင်းချောက်တာပါကရင်ထဲမှာတရင်းမရှိဘဲနဲ့ကရင်းချောင်းနေတာကလည်းသရေတကြားတဲ့မြင့်တက်နေတာကိုခံစားရတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါရဲ့ရှင်။ ောက်တစ်ချက်ကတော့စေခဏခဏသွားရမယ်ဖြစ်ပါတယ်။စေခဏခဏသွားတာမျိုးတွေကိုခံစားနေရပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့သရင်တခြားဓာတ်ကိုပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါတယ်ရှင်။သရင်တခြားဓာတ်ကပုံမှန်ထက်ပိုပြီးတော့မြင့်တက်နေရဆိုရင်စေခဏခဏသွားတာမျိုးကိုခံစားနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ခြေကုံလက်ပန်းကြရပဲဖြစ်ပါတယ်။အကြောင်းအရင်းမမေရရမရှိဘဲနဲ့ခြေကုံလက်ပန်းကြနေမယ်။ကို့မှာလည်းစီးကြိုရှိနေမယ်ဆိုလို့ရှိရင်တော့ဒါကသွေးရည်တကြားတက်မြင့်တက်နေတာဖြစ်နိုင်ပါတယ်။ဒါကြောင့်ခြေကုံလက်ပန်းကြတာကိုခံစားနေရပြီဆိုရင်တော့သွေးကြိုကိုပြန်တိုင်းကြည့်ဖို့လိုအပ်ပါတယ်ရှင်။ ောက်ထပ်တစ်ချက်ကတော့အမြင်အာရုံဝေဝါးရမှာဖြစ်ပါတယ်။အရာဝတ္ထုတွေကိုတတဲကွက်ကွက်မမြင်ရဘဲနဲ့အမြင်အာရုံတွေဝေဝါးလာတာကလည်းသွေးရည်တကြားတတ်တာကြောင့်ခံစားတတ်တဲ့လက္ခဏာတစ်မျိုးဖြစ်နိုင်ပါတယ်ရှင်။ကိုယ်လေးချိန်ထိန်းဖို့ဆိုပြီးတော့အစားလျှော့စားတာလေးချိန်ကလောက်တာမျိုးတွေလည်းမရှိပါဘဲနဲ့ကိုယ့်ရဲ့အလေးချိန်ကတဖြည်းဖြည်းနဲ့ကျနေမယ်ဆိုလို့ရှိရင်တော့ဒါကသွေးရည်တကြားတတ်တာကြောင့်ခံစားတတ်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်ရှင်။ နောက်ဆုံးတစ်ချက်ကတော့ခဏခဏပိုးဝေကူးစက်ခံရတာပဲဖြစ်ပါတယ်။ပိုးဝေကူးစက်တယ်ဆိုတာကလူတိုင်းမှာဖြစ်တတ်တယ်ဆိုပေမဲ့အမြဲတမ်းလိုလိုခဏခဏခံစားနေရတယ်ဆိုလို့ရှိရင်တော့ဒါကစီးကြိုကြောင့်တင်းတင်းတကြားတဲ့မြစ်တက်တာကြောင့်ခံစားရတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။အဲ့ဒါအပြင်ပိုးဝေကူးစက်တယ်ဆိုတဲ့နေရာမှာလည်းမှတ်ခရယူစီလံကြောင်ပိုးဝင်တာအရေပြားပိုးဝင်တာနဲ့အနာကျက်နေရတယ်ဖြစ်နိုင်ပါတယ်ရှင်။ညီမအခုပြပေးခဲ့တဲ့လက္ခဏာတွေကိုခံစားနေရတယ်ဆိုလို့ရှိရင်တော့ဒါကသွေးရည်တကြားတဲ့အမြင့်တက်တာကြောင့်ခံစားရတာဖြစ်နိုင်ပါတယ်เนาะ အဲ့ဒါအပြင်ဒီလက္ခဏာတွေကတခြားယောဂတွေမှာလည်းခံစားရတဲ့အတွက်ကြောင့်မို့လို့အကောင်းဆုံးကတော့ကိုယ့်ရဲ့သွေးရင်းတခြားဓာတ်ကိုအမြဲတမ်းစစ်ဆေးနေဖို့လိုအပ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးနော်။